တာဝန်ရှိပါတယ်တဲ့မဲထဲဖို့တာဝန်ရှိပါတယ်เนาะအဲ့တော့ကိုယ်တိုင်တောင်မှမဲမဆွဲရဲလို့လုံကြုံရေးစိတ်မချဘူးလို့ပြောနေတဲ့လူတယောက်ကပြည်သူလူထုကိုကြတော့ဘာမှမစိုးရိမ်နဲ့မဲထဲကြပါတယ်အဲ့တော့နင်တို့တွေပဲအသက်ရှိတာเนาะနင်တို့တွေပဲကြောက်တတ်တာငိုကြရွှေကိုတွေပေါ့เนาะအဲ့တော့နင်တို့ခုံမြဲဖို့နင်တို့အာနာမြဲဖို့ တိုင်းပြည်ထဲမှာနင်တို့ဆက်ပြီးတော့ချဲ့လေငွင့်ရဖို့ခိုးငွင့်ရဖို့အတွက်နင်တို့အတွက်နင်တို့လောက်တာတော့မှ လုံကြုံရေးစိတ်မချရလို့အပြင်မထွက်ရဲတဲ့လူတွေကပြည်သူလူထုကိုကြတော့ဖြစ်ချင်ရဖြစ်ပေါ့နင်တို့အာနာအတွက်ပြည်သူလူထုကိုမဲထွက်ပေးပေါ့ပုံကျဲနေတဲ့ရှားမှာတနတ်တန်ကြည်စံနေရှားမှာနော်အဲ့တော့ငါတို့မဲရဖို့အတွက်ငါတို့ခုံရဖို့အတွက်အာနာဆက်ရဖို့အတွက်ငါတို့ကိုမဲလာတဲ့မြို့ပါလို့တေးခြင်းတေးဖြစ်ချင်တယ်လို့ဖြစ်ဆိုတဲ့ ပုံစံမျိုးနဲ့ပြောလိုက်တဲ့စကားပဲဖြစ်ပါတယ်။နောက်တစ်ခုကဒီမိုကရေစီလမ်းကြောင်းနဲ့ပြည်သူတာဝန်ဆိုတဲ့စကား။ဒီမိုကရေစီလမ်းကြောင်းဟာ2021အာဏာသိမ်းပြီးတဲ့ကဒီမိုကရေစီလမ်းကြောင်းကိုဖျက်ဆီးခဲ့တာနင်တို့ကိုယ်တိုင်ပဲဖျက်ဆီးခဲ့တာ။အခုချိန်မှာဒီမိုကရေစီလို့ပြောရင်နင်တို့ကရှီစရာဟာတာပြက်လုံးတွေပြောနေတဲ့စောက်ပိုးတွေပဲ။နော်။လူခွင့်ရေးအမျိုးမျိုးချိုးဖောက်နေတာတိုင်းပြည်ထဲမှာလူတွေဒုက္ခရောက်အောင်စစ်ဘေးရှောင်တွေပုံများလာအောင် လေရင်တွေအလွန်အကျွံတုံးပြီးတော့အင်အားတွေအလွန်အကျွံတုံးပြီးတော့ဝေပုံကြီးဖင်ခုထိုင်ပြီးတော့တိုင်းပြည်ထဲကရှိတဲ့ဟာတွေအကုန်ထိုးပေးပြီးတော့မှအာနာတီမြဲရေးပဲတွားနေတဲ့ကောင်တွေကနော်လုတ်တဲ့ရွေးကောက်ပွဲမှာဒီမိုကရေစီဆိုတဲ့စကားကိုမင်းတို့ထဲ့ကိုမတုံးသင့်တော့တာနော်မင်းတို့လိုပညာဓာတ်အောက်တန်းစားတွေနော်ပညာဓာတ်အောက်တန်းစားတွေအုတ်ချုပ်တဲ့နိုင်ငံမှာ နင်တို့လက်ထဲကနေအာဏာကို မလွတ်သေး၍ဒီမိုကရေစီဆိုတာဘယ်တော့မှမြင်ရမှာမဟုတ်ဘူးလူခွင့်ရေးအမျိုးမျိုးချိုးဖောက်ခံဖိနှိပ်ခံရတဲ့နိုင်ငံတကာမှာမျက်နှာငင်ငင်နဲ့အလौဒမားတွေအဖြစ်နဲ့ပဲဘဝကိုအဆုံးသတ်ရမယ်ပြည်သူလူ